မြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမြှှုရရမှာဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြှှုရမှာခြေထောက်တွေနဲ့မြင်ရမှာဓာတ်တွေနဲ့ခုပ်ပလိုက်ရမှာနော်မင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ဘာသာသန္တနာကိုထိပါစော်ကလာတဲ့အမျိုးသားတယောက်ရဲ့ရောက်တဲ့ဖိုင်လေးကို version တော့ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ပါမြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမြှှုရရမှာ ဘုဒ္ဓဘာသာတွေထုထားတဲ့ဘုဒ္ဓမြတ်စွာဘုရားကိုမြှို့ရမှာခြေတော်တွေနဲ့ညင်ညမှာဓာတ်တွေနဲ့ခုပ်ပလိုက်ရမှာနော်ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရမှုမတက်မရဘူးအင်းဒီမှာမတွညဘူးဘုဒ္ဓဘာသာတွေကကိုယ်နဲ့ထုထားတာကြည်လားကိုယ်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတေတော်တဲ့လူကိုယီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော် အဲ့ဒါတွေကကျွန်တော်မကြိုက်တော့ပြောနေတာမဟုတ်ဘူးဖိယတခင်မကြိုက်တော့ပြောနေတာကျွန်တော်အချင်းချင်းပြောတယ်ဖိယတခင်မကြိုက်တော့ပြောတာကျွန်တော်ကြိုက်ကျွန်တော်ကြိုက်တော့ကျွန်တော်ပြောချင်းတော့ပြောနေမှာမဟုတ်ဘူးဖိယတခင်နဲ့အလိုတော်အားကြဲကျွန်တော်ပြောနေတာနော်မြန်မာနိုင်ငံမှာရှိတဲ့ YouTube channel ကအကုန်လုံးဖြစ်စီဖြစ်စီဖြစ်စီရမှာမီးရှို့လိုက်ရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားတည်လာသူကတည်သွားပြီတည်သွားတဲ့လူကိုဂုံတော်ဂုံတော်ကိုယီမန်ပြေးမထုထားတာနော် ထူထပ်မပြန်တော့ကူကြတယ်ပါကျူကျေစုရမှာလဲပါကျူရှိမှာလဲကြေတော့တဲ့လူကအကျူမရှိတော့ဘူးလေကျွန်တော်လည်းဗောဓဘာသာဝင်ပဲဗျာဒါပေမဲ့ကျွန်တော်မပြောသေးဘူးဗျာဘာကြောင့်မပြောတာလဲဆိုတော့မတန်လို့မပြောတာဗျာနော်မတန်လို့မပြောတာဒီလိုကောင်မျိုးနဲ့တူပြီးတော့ပြောလို့ရှိရင်ကျွဲပါဆောင်းတည်တယ်လို့ဖြစ်နေလိမ့်မယ်ဗျာသူ့အကူတုံနဲ့သူသွားလိမ့်မယ်ဗျာအကျဲမရောက်နေပြီလေအဲ့ဒါကိုပဲပြန်ပြန်ထုနော်ထုပဲမပြန်ကူကွယ်ဖြတ်တယ်ကမကြိုက်တဲ့အရာဖြစ်တယ်ထုထားတဲ့ ဘုဒ္ဓမြတ်စွာဘုရားကိုမိရှုရမှာခြေထောက်တွေနဲ့မြင်ရမှာဒါတွေနဲ့ဒီတိုင်းမှကြည်နေကြတော့မလားသာသနာရေးဝန်ကြီးဌာနကပေါ့နော်ဒီလူကိုဘုဒ္ဓဘာသာထောင်းကားတဲ့ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာလည်းသူကနေနေသေးတယ်ပြီးတော့ကျွန်တော်တို့ကိုးကွယ်နေတဲ့အခုလိုမျိုးဘုရားဆင်းရဲတော်တွေစေတီတော်တွေကိုဖျက်ဆီးရမယ်မိရှုပ်ပြရမယ်ခြေထောက်နဲ့နေရမယ်ဆိုပြီးတော့မိုက်မိုက်ရိုင်းရိုင်းစောစောကားကားနဲ့ ြောနေတာကိုဒီတိုင်းကြည်နေကြတော့မှာလားဒီကောင်ကအခုကြည်လိုက်ကြည်လိုက်ရင်ပေါ့နော်သူ့အသက်ကဘယ်လောက်ရှိအောင်မလဲ16 18ရဲ့အဲ့ဒီ20အဲ့ဒီဝင်းကျင်လောက်ပဲရှိအောင်မှာဘာတီးလို့လေဒီကောင်ဘာတွေတက်နေဘာတွေစောက်တက်ကြီးလုံနေလဲဗုဒ္ဓဘာသာ ထုံးကားတဲ့နိုင်ငံแท้မှလည်းနေသေးတယ်ဒီဘာသာဒီဗုဒ္ဓဘာသာကိုလည်းစော်ကားနေသေးရဲ့ဘာကောင်လဲဒီကောင်ကဘာစောက်ဆင့်ရှိလို့လဲ तू อ่ะဟိုရုပ်ကလည်းဘာရုပ်မှမသိဘူး ပြီးတော့ကြော်လေအခုလိုမျိုးတွေမိုက်မိုက်ရိုင်းရိုင်းနေပြောလို့မို့သူသွားတယ်လည်းမညီလို့မို့သွားညှိတဲ့စက်တောင်ကတတ်ထားရတယ်စနာတော့မယ်ဖုတ်ပြရမယ်နော်ရှိပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရဘူးမတက်မရဘူးအင်ဂျင်မှမတွညဘူးဟုတ်ဘုဒ္ဓဘာသာတွေကကုသနဲ့ထုထားတာပြည်လားကုသနဲ့ထုပြီးမှမပေါဘုဒ္ဓဘာသာတွေလက်နဲ့ထုထားတာဆိုသူတို့သူကိုကွက်နေတဲ့ဘာသာခြေောက်နဲ့ထုထားတာ အလို့လားခြေောက်တွေနဲ့ထူပြီးတော့အလိုမျိုးကိုယ်ခွဲကြတာကိုယ်ခွဲတာကုံကိုကိုယ်ခွဲတာတည်တော့တဲ့လူကိုရီမန်ပြီးမှထုတ်ထားကကိုယ်ခွဲတာနော်တည်သွားတဲ့သူကိုရီမန်ပြီးမှကိုယ်ခွဲတာတဲ့ကျွန်တော်တို့မြတ်စွာဘုရားရှင်ပေါ့နော်သူကတော့ဘာသာချားမလို့တည်တယ်လို့ပြောပါဘောနော်ပြိနိဗ္ဗာန်ဆန်သွားတယ်လို့ခေါ်တယ်အခုနောက်ပြီးမှရှိနေတယ်ပေါ့နော် သူတို့သူကိုကိုွယ်နေတဲ့ဖရားကလဝါကတ်တိုင်မှာတကယ်တော့ကျွန်တော်တို့ရဲ့မျက်ပုတ်တဲ့ဖရားရှင်ပြိဋိဘံဆံပြီးတဲ့နောက်နိဗ္ဗာန်ရောက်သွားတာပါနော်နိဗ္ဗာန်ဆိုတော့ကျွန်တော်တို့ခန္ဓာအစ်ထက်မဖြစ်တော့တာပါဗျာအခုကျွန်တော်တို့ခန္ဓာကြီးရှိနေလို့ဒီခန္ဓာကြီးရှိနေလို့နော်အခက်အခဲတွေဒုက္ခတွေပြဿနာတွေရှိနေတယ်ခန္ဓာအစ်ထက်မဖြစ်တော့ဘူးခန္ဓာမရှိတော့ဘူးဆိုလို့ရှိရင်အခက်အခဲတွေပြဿနာတွေဆိုတာလုံးဝမရှိတော့ stress တွေဆိုတာလုံးဝမရှိတော့ပါဗျာအဲကြောင့်လူတိုင်းကငြင်းချမ်းအစ်လူမြောက်အစ် ချုံငင်းရအစ်စ်ဖြစ်တဲ့နေပန်ကိုလူတိုင်းရောက်ချင်းနေကြတာပေါ့အားကြောင့်လူတိုင်းကြိုးစားနေကြတာပေါ့ဗျာသူများတတ်လို့တည်တာပေါ့နော်တေပုံညင်းတော့မတူဘူးပေါ့နော်ဒါတွေကကျွန်တော်မချဲ့လို့ပြောနေတော့မဟုတ်ဘူးဖယားသခင်မချဲ့လို့ပြောတဲ့တာဖယားသခင်မကြိုက်လို့ပြောနေတယ်ပြောအောင်ငါ तू ကဖယားဖယားနဲ့ဆက်သွယ်ရှိရလားသူတို့ကိုကိုွယ် तू ကိုကိုွယ်နေတဲ့ဖယားနဲ့ तू ကဆက်သွယ်ရှိရလား तू ကပါတမန်တော်လား तू ကပါကောင်းလဲပါဆောက်ဆင့်ရှိရလား तू က ူမကြိုက်လို့ပြောနေတာမဟုတ်ဘူးတဲ့လာကာနေပါဘောနော်သူတို့ရဲ့ဖျားသခင်ကမကြိုက်လို့မပြောနေရတယ်သူတို့ရဲ့ဖျားသခင်ကသူ့ကိုသူ့ကိုငါအဲ့လိုမကြိုက်ပါဘူးအဲ့လိုမျိုးဖြက်စီးပေးပါမိရှုပ်ပေးပါခြေောက်နဲ့နင်းပေးပါဆိုပြောရလာအဲ့ဒီဖျားပါတရားဆွဲပလိုက်အဲ့မျိုးဆိုရင်နော်အဲ့ဒီသူတို့လက်ညှိုးထိုးပြတဲ့အဲ့ဒါကိုတရားဆွဲမယ်အဲ့ဒါကိုပါတရားဆွဲပလိုက်နော်ပြီးလို့ရှိရင်ဒီကောင်းကိုပါ တစ်ခါလေတရားဆွဲပြီးတော့တစ်သက်လုံးထောင်ထဲကနေထွက်လို့မရအောင်လုပ်ပေးကြပါ။ကျွန်တော်အချင်းချင်းပြောပြဖျက်လိမ့်မချိန်လို့ပြောတာ။ကျွန်တော်ကြိတ်ကျွန်တော်ကြိတ်တော့ကျွန်တော်ပြောချင်လို့ပြောတာမဟုတ်ဘူး။ဖီးရတဲ့ကနေအလိုတော်အတိုင်းကျွန်တော်ပြောနေတာ။တလေတန်နဲ့ပဲနော်သူတို့သူတို့ဘာသာတွေကစကားပြောတဲ့လေတန်ဒီတလေတန်နဲ့ပဲ။မြန်မာနိုင်ငံမှာရှေ့အယူသွင်းတော့အကုန်လုံးဖြစ်စီဖြစ်စီဖြစ်စီရမှာမိချုပ်ပဲရမှာနော်။ပြရပါကောင်းပါတော့ဒီကတည်းကဆောက်ချာကြည့်လားသူကတည်သွားပြီတည်သွားတဲ့လူကိုကုန်းတော့ကုန်းတော့ကိုရင်မ်းပြင်းမှထုတ်ထားတယ်နော်ထုတ်ထားတဲ့နောက် သူကိုကိုွယ်နေတယ်ဖေဟာလက်ရှိရှိနေရလားရှိနေရတော့ပြပါအောင်ဘယ်နားမှရှိရလဲလို့မြင်ဘူးအောင်လို့တွားကြည့်ချင်တော့ဘယ်နားမှနေရလဲဘယ်နားမှရှိရလဲအမှန်တကယ်ပြောရမှာဆိုလို့ရှိရင်ဘာသာတိုင်းကမကောင်းမဟုတ်ကောင်းတယ်ဗျဒါပေမဲ့ဒီလိုဘာသာရေးအစွန်းရောက်တွေအကြောင်းပြဿနာတွေကထောက်ချောက်ဆိုသလိုဖြစ်နေရတာဗျနော်မြင်ဘူးချင်းလို့ပေါ့နော်ကိုကိုွယ်ချင်းလို့တော့မဟုတ်ဘူးမြင်ဘူးချင်းလို့ကြည့်ချင်းလို့ပေါ့နော်ဒါကကိုယ်ကလည်းအာချူချင်းဆိုကြမှာလေဘာအချူရှိမှာလေကျေတော့တဲ့လူကအချူမရှိတော့ဘူးလေတင်းကျဲမှာရောက်နေသေးတယ် 哎，大哥，不要变变土喏，土变么变古怪。ကျတိကမကြိုက်တဲ့အရာဖြစ်တယ်။မကြိုက်လဲသေးလေ။ဘုရားသခင်ကမကြိုက်ဘူးဆိုရင်လဲသေးလိုက်လေဘုရားသခင်။ခုဒီတရှိချင်းရှားရှိနေရဆိုရင်မင်းတို့မင်းတို့မင်းတို့တွေမင်းအခုသွားသွားမညီလို့သွားညီနေတဲ့ဆက်တော်တက်စီရမလို့မင်းတို့ဘုရားရှင်ကိုသွားပြီးတော့ကျွန်တော်သွားရိမညီလို့ပါကျွန်တော်သွားရိကိုညှိပေးပါအောင်ဆိုပြီးသွားညီခိုင်းတယ်နော်။ ဘာဆောက်ဆက်ပြီးမှတတ်နေစရာအကြောင်းဆောက်ကြောင်းမရှိဘူးเนาะမင်းတို့ဖျားသခင်တက်ရှိထင်ရှားရှိနေတယ်ဆိုလို့ရှင်သွားပြီးတော့လေမင်းစီသွားရစီအောင်သွားလောက်ခိုင်းလိုက်မင်းဆောက်ခွက်ကိုလည်းလောက်အောင်သွားလောက်ခိုင်းလိုက်ဒီလိုဘာသာသာသနာကိုထိပါဆော်ခဲ့တဲ့လူတွေကိုအများဆုံးဖမ်းဆီးပြီးတော့ထိထိရောက်ရေးယူနေပါတယ်နော်အခုတော့ပဲဒီကောင်ကိုတရားဆွဲပြီးပါတရားဆွဲဖို့အတွက်တရားလိုရှိမှဒီကောင်ကိုဆွဲလို့ရမှာအဲ့ကြောင့်မလို့ ဒီကောင်းကိုတရားဆွဲဖို့အတွက်လိုအပ်တဲ့လိုအပ်တဲ့ကုန်ကြမ်းစစ်ကိုကျွန်တော်ပေးမယ်ဒီကောင်းကိုရအောင်တရားဆွဲပေးကြပါအားလုံးမင်္ဂလာပါเนาะကျွန်တော်ပြောပြမယ်เนาะကျွန်တော်မပြောခင်ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ဝိုင်းဝန်း share ပေးသွားတော့เนาะဝိုင်းဝန်း share ပေးသွားမြန်မာနိုင်ငံတနိုင်ငံလုံးတိအောင်ဝိုင်းဝန်း share ပေးသွားကြအောင်အဲ့ဒါကျွန်တော်ဘာပြောမလဲဆိုတော့ကျွန်တော်ပြထားတာကြည့်လိုက်เนาะ တတော်ကလေးကိုရုပ်ပေါက်လွားတယ်နော်တတော်လေးကိုရုပ်ဆုံးလွားတယ်နော်မြားတို့နော်ဦးစင်းနေတယ်ဖူလာရှင်နေနော်ကျွန်တော်တို့ကရှင်နေခင်ဗျားတို့တောင်းစားရှင်နေသလိုရှင်ခင်ဗျားတို့နော်ရိုးတတနဲ့ခင်ဗျားတို့ကရှီကောင်းလက်ကောင်းရှင်ခင်ဗျားရိုးတတနဲ့အပြင်မှာတောင်းစားကြနော်လောက်ကွန်စတာတော့ကြခင်ဗျားတို့နော်ဘာသာတနာကိုခင်ဗျားတို့အဲ့လောက်ကြီးနှိုးနှောင်းမလုပ်ကြပါနဲ့ခင်ဗျားတို့ပေးဗျာနော်မြန်မာနိုင်ငံကြီးလည်းခင်ဗျားအဖက်ဆက်မရတော့ဘူးနော်တို့ကတမျိုးနော်ဗျာရှင်နေခင်ဗျားတို့လှုပ်လိုက်တဲ့လှုပ်ရတဲ့ကျွန်တော်ရဲ့မြန်မာနိုင်ငံတော်ကြီးနိုင်ငံတော် ဂုံတိတ်ကဘယ်လောက်သိနှုံးတော့လဲခင်ဗျားတို့သိလားဘာသာတဏနာဘယ်လောက်သိနှုံးတော့လဲခင်ဗျားတို့သိလားဟမ်နော်ဒီဦးစင်းနေတာဆိုတော့ကျွန်တော်နောက်တစ်ခုကျွန်တော်ပြမယ်နော်ဒီမှာကြည့်လိုက်နော်သူတို့နေတာဒါအိမ်မာနေတာနော်ဖုံးကြောင်းလည်းမဟုတ်ဘူးခင်ဗျာတိလရှင်ကြောင်းလည်းမဟုတ်အိမ်မာနေတယ်အိမ်မာနေပြီးတော့တိလရှင်နဲ့ဦးစင်းနေတဲ့အတူတူရောသွေးနေတယ်လူတွေလည်းနဲ့အတူရောနေတယ်သူတို့ဘာတွေဖြစ်နေလဲအထက်မှာဘာဖြစ်လဲကျွန်တော်တို့မသိဘူးဒါပေမဲ့ကျွန်တော်တို့မြင်ရတာလုံးဝရုပ်ဆုံလွန်နေရုံလုံးဝမြင်လို့မကောင်းဘူးရှုလို့မကောင်းဘူးနော် ကျုပ်တို့နိုင်ငံကိုခင်ဗျာဘာသာတရားနိုင်ငံထွန်းကားတဲ့နိုင်ငံလို့ခင်ဗျားတို့တကဘာလုံးကတိမှတ်ပြုတာခင်ဗျာအခုံတွေနော်အဲ့အားတွေခင်ဗျာအယောင်ဆိုးပြီးတော့ညှိုးတော့မလုပ်ကြနဲ့ခင်ဗျားတို့မှာလက်ကောင်းရှိကောင်းရှိတယ်နော်ခင်ဗျားတို့တရောင်းစားတွေကျွန်တော်ချင်းချင်းလေးပြောတင်ကန်းတော့ကတော့တယ်တင်ကန်းကိုကတော့တယ်နော်ခင်ဗျားတို့လူတွေတရောင်းစားတွေကိုကျုပ်ပြောမှာချင်းချင်းလေးခင်ဗျားတို့လုံတဲ့လုံတယ်ခင်ဗျားရက်တန်းလိုက်ရရတော့ခင်ဗျားလက်ကောင်းရှိကောင်းနဲ့ရိုးတဲ့တောင်းစားနောက်တစ်ခုကျွန်တော်ပြမှာဒါဒါသူ့အကောင့် နော်သူ့ကောက်တဲ့ကိုခမောက်ရိုက်ရှာရဝင်ကြည့်လိုက်နော်တော်တော်လေးကိုရုပ်ပေါက်တယ်ဗျတနခါးကြီးပါကြီးပါနေထားတာဗျာရဟန်းဖြစ်ပြီးတော့ဘာသာတဏှာကိုတားဖို့နှူးနှောင်းလုံနေကြတာနော်ဘာသာလည်းမရှိတော့ဘူးတာဏာလည်းမရှိတော့ဘူးနော်ညောလေဘာလဲကို့အမေကို့အဖေတော်ခင်ဗျားတို့ဟုတ်လားဟိုပြန်တက်ဆိုတတ်မှတ်ဟာလေအဲ့လိုနိုင်ငံဖြစ်နေတာနောက်တော့လူတွေကဘယ်လိုဖြစ်နေလဲဆိုတော့ဒီလားဟိုတင်ငန်းရှင်ပြီးတော့လာလို့ဥစဉ်တပတ်လာရင်တော့ဟုတ်လားထိုင်းမကရော့ရဲ့လောက်တည်းကိုခင်ဗျားတို့နော်အဲ့လိုဖြစ်နေကြပြီး ဘာသာတန်တော်အလောက်သူညှိုးနှံ့နေကြပြီနော်ဆရာဒီဗီဒီယိုဖိုင်ကိုအများကြီးအောင်တနိုင်ငံလုံးမြောင်း share ပေးသွားလိုက်ကြနော်ကျွန်တော်ကတော့ချင်းချင်းလေးရင်းကဘာသာတန်တော်အစ်လာလို့တော့ခင်ဗျကြောက်ကတော့ပြောမှာနော်ဟုတ်ကဘာလေးတက်ပြီးပြောပါပြောရစေနော်ကျွန်တော်ကတော့ပြောမှာနော်မကျန်တဲ့လဲသေးလိုက်ကျွန်တော်ကပြောတာချင်းချင်းလေးနော်ဘာသာတန်တော်အစ်လို့တော့မရဘူးနော်အားလုံးကျမ်းမှာချမ်းသာကြပါစေအားလုံးမင်္ဂလာပါနော်ကျေးဇူးတင်ပါတယ် ဂျိုဒီဇာမေရှားဝင်ပြုပါဗျာခိရင်တယောက်ကပြောပါတယ်ဘုရားဘုရားတခင်ကငါ့ကိုယုံကြည်ပါကိုးကွယ်ပါဆိုတာအတ္တအထင်ကြီးမှုမဟုတ်ပဲမေတ္တာဖြစ်တဲ့ယုတ်ထုကိုကိုးကွယ်ခြင်းဟာတည်လာတဲ့ဆိုတဲ့ဘဝကိုရအောင်ပေးတယ်လို့ဖြစ်ပြောနေပါတယ်ဖြည့်ကြပေးပါဗျာတဲ့ယုတ်ထုကိုကိုးကွယ်တယ်ဆိုတာကနော်သာတည်ခြင်းတဲ့စိုးတယ်ဆိုတာကဒါသူတို့က၆တာပေါ့နော်ယုတ်တုကိုမကိုးွယ်ရဘူးလို့ပြောတယ်အဲအဲဆိုရင်ပြောဦးမယ်ယုတ်တုကိုမကိုးွယ်ရဘူးဆိုရင် ဘာလို့လောကကတန်ရာယေရှုတည်နေတဲ့ပုံကြီးကိုတွေးတန်တရားရဲ့နဲ့အဝိဇ္ဇာဗလာကြီးကိုဘာလို့ကိုယ်ရဲအဲ့ဒါလည်း YouTube ပဲလေနော်ပြီးတော့တခြားဘာသာတွေဆိုရင်လည်းပြောရင်တော့မကောင်းဘူးနော်အဲ့လိုကြီးဖြစ်ကုန်မတိုင်းမဲ့လည်းဘုရားရိုးလေးဖြေတာပါမတိုက်ခိုက်ပါဘူးနော်အဲ YouTube ကိုကိုယ်ရဲတာရောမကိုယ်ရဲတယ်ဆိုတာကသူတို့ရဲ့အတိညာနှိမ်ပေါင်းမှုတွေနဲ့တက်တက်တမင်လိုက်ပြီးတိုက်ခိုက်နေတာဖြစ်တယ်ဒါ ဘုန်းတော်ကလည်းဗုဒ္ဓကိုရုပ်ထုကိုကိုးဝေတာမဟုတ်ဘူးဂုံတော်ကိုကိုးဝေတာသူတို့ဉာဏ်မမီဘဲနဲ့ဝေဖန်တာဖြစ်ပါတယ်နော်အဲဖရာရဲ့ဂုံတော်ကိုကိုးဝေတာဖြစ်တယ်ဂုံတော်ပူဇော်တာဖြစ်တယ်ရုပ်ထုတွေဆိုတာကဂုံတော်ပူဇော်ဖို့အတွက်တင်ငေတာတစ်ခုအနေနဲ့ပဲဖြစ်ပါတယ်နော်အဲသူတို့ကိုယ်တိုင်လည်းသူတို့ရဲ့ယေရှုလက်ဝါးကတ်တိုင်တွေကိုသူတို့ရုပ်ထုတွေကိုထားနေကြတာပဲလေဒါပြီးပြောရင်တော့ဒါတော့ပြောရင်တော့နားလည်မှာပေါ့နော်ဒါတက်တက်ကိုတိုက်ခိုက်နေတာဖြစ်ပါတယ်ဒါအတိညာနှိမ့်ကြတဲ့သူတွေဆိုတော့သူတို့နဲ့တူပြီးမဖြစ်နဲ့ပေါ့နော် ငါ့ကိုယုံကြည်ပါသာဝဘုရားတခင်ကငါ့ကိုကိုးကွယ်ပါဆိုတာကဒါမေတ္တာပါပဲတဲ့နော်သူဖန်ဆင်းထားရဆိုရင်ငါ့ကိုယုံကြည်ပါငါ့ကိုကိုးကွယ်စေရတော့ငါ့ကိုကိုးရကိုးကွယ်ပါလို့အဲ့လိုမျိုးတောင်းပန်နေစရာသွားပြီးတော့ဒီအတနာခံနေစရာတိုက်တွန်းစရာလိုသလားသူတို့ရဲ့ဖခင်ကတကယ်ဖန်ဆင်းထားတယ်လောကလူတွေတက်ရှိတက်မဲ့တွေကဘာလောကကြီးတစ်ခုလုံးဖန်ဆင်းနေဆိုရင်သူ့ကိုယုံကြည်တဲ့သူတွေပဲဖန်ဆင်းလိုက်ပေါ့ ဟာရိုးရိုးလေးပဲလေသူကိုယ်တိုင်ဖန်ဆင်းတယ်လို့လည်းပြောသေးတယ်ငါ့ကိုယုံကြည်နော်ငါ့ကိုပဲကိုယ်ကွယ်နော်လို့ပြောနေတယ်ဆိုတော့ဒါကြီးကဟာတာကြီးဖြစ်နေတာပေါ့ရှင်းတော့မညီဘူးကြောင်းကျုပ်ဆက်ဆက်မှုမရှိဘူးဖြစ်နေတယ်ပေါ့ယုံကြည်တဲ့သူလည်းယုံကြပေါ့ဗျာဒါပေမဲ့လည်းဘယ်သူမှတိုက်ခိုက်တာမဟုတ်ပါဘူးလွတ်လပ်စွာရွေးချယ်ပြီးတော့လွတ်လပ်စွာကိုယ်ကွယ်ဝင်ရှိပါတယ်တခုတော့ရှိတယ်ဘယ်သူမှမတိုက်ခိုက်နိုင်ပေါ့ကိုလိုကိုလိုကိုလံကိုသွားဟုတ်ပြီနော်ဝင်လာတာတသိန်း၈၀၀နဲ့ပေါ့နော်အခုလိုမျိုးကုမ္ပဏီပိုင်ရှင်တယောက်ဘယ်လိုဖြစ်လာနိုင်ခဲ့တာလဲလို့ဒါ မိတ်ဆွေများစုကလည်းစိတ်ဝင်စားကြတယ်ပေါ့နော်။အဲသူတွေ့တယ်လည်းမေးကြတယ်။ကျွန်တော်ပြောတိုင်းလည်းကျွန်တော်ရှင်းပြတိုင်းလည်းသူတို့တွေကတော်တော်လေးအံ့ဩကြရပါတော့။ဆိုတော့ဒီလိုပဲကျွန်တော်ဒီဟိုကကျွန်တော် page တွေရောကျွန်တော် account တွေရောလာပြီးတော့မေးကြရတယ်ပေါ့နော်။အာဘယ်လိုကြိုးစားခဲ့တာလဲရှင်းပြပါဆိုတော့ကျွန်တော်တကယ်တော့အများကြီးရှင်းပြခဲ့ပါတယ်။ဒီနေ့လည်းကျွန်တော်ထပ်ရှင်းပြအောင်မယ်။ဘာလဲဆိုတော့ပေါ့နော်အဓိကကဖရက်တရားလောက်ပါ။နော်။ဒါလူငယ်နဲ့ဘာသာကြီးပေါ့ ့ဘာသာရေးလို့ပြောလိုက်ရင်လူတွေအများစုကပေါ့နော်အဲငါတို့ကနိဗ္ဗာန်ရောက်အောင်လေ့ကျင့်ရတော့မှလားပါလားတွေးထင်တတ်တယ်မဟုတ်ပါဘူးနော်ဆိုတော့ကျွန်တော်ဒီအသက်20နှစ်ဒီပေါ့နော်ကျွန်တော်ဗုဒ္ဓဘာသာဆိုတာကျွန်တော်ကမိဦးဖလာဗုဒ္ဓဘာသာပဲဖြစ်ခဲ့တယ်ဥပမာဆိုရင်ဒါပါတော့ဖះသွားចောင်းတက်တယ်ဆိုတာကဒါကမိဘသွားခိုင်းလို့ဘာသာရေးတစ်ခုရဲ့ចောင်းကျွန်တော်ဖះသွားចောင်းတက်လုပ်တယ်ပေါ့နော်အဲဒီဥပုံနေမှာဥပုံစောင့်နေဆိုတဲ့အတိလေးပဲရှိခဲ့တယ်ဟုတ်တယ်မလားတရားနာရဲဆိုတာလည်းဒါလူကြီးတွေမှနားမယ်တရားလို့ထင်ခဲ့တယ်ဒါပေမဲ့အသက်20 တနှစ်ကျော်မှကျွန်တော်ကအကူတယောက်ရဲ့ကျေးဇူးကြောင့်တီးခဲ့တာဗောနော်ဆိုတော့သူကအဲကျွန်တော်20တနှစ်လောက်အချိန်မှာသူကဒီဆရာတော်ဒီဟာအဲဆရာတော်ဥက္ကဋ္ဌကဒီတရားတွေသူကဘေးမှာဗောနော်စပီကာလေးနဲ့ဖုံးမင်ထားတယ်အဲ့မှာကျွန်တော်ကအတန်လေးကြားမိလိုက်တဲ့အချိန်မှာဗောနော်တရားမဟုတ်တဲ့ခဏခဏကြားနေရတော့ကျွန်တော်ကအဲစိတ်ဝင်စားသွားတယ်ဗောနော် ဟာကျွန်တော်အရင်တော့သိခဲ့တရားရေးဆိုတာဒီမှာဒီနိဗ္ဗာန်ရောက်ချောင်းတရားရေးပဲကျွန်တော်နားခဲ့တာများတယ်အဲ့အဲ့တုန်းကလည်းကိုကလည်းဉာဏ်စင်မရှိတော့ဒါတွေကလူကြီးတွေမှနားလေတဲ့တရားရေးလို့ထင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာတော်ဥက္ကဋ္ဌနဲ့ဟောတဲ့တရားရေးကြကျွန်တော်ဘာကြီးကြားမိလဲဆိုတော့ပေါ့အာဒီပေါ့ဒီလူမှုရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနိုင်ငံစီးပွားရေးလူမှုအိုးအစုံပဲအစုံပဲ ဆိုကျွန်တော် surprise ဖြစ်သွားပါတော့ဒါကငါတို့ပို့တော့လာမှရှိရလားပေါ့နော်အသက်21နှစ်ကျော်မှကျွန်တော်တီးခဲ့ရဆိုပြီးတော့ကျွန်တော်အဲ့ကစပြီးတော့စိတ်ဝင်စားသွားပြီးတော့ဆရာတို့ဥက္ကဋ္ဌလာတရားမှန်တယ်ကျွန်တော်အကုန်နားတယ်နားတော့ကြတော့အဲ့ပေါ့နော်ဒါကိုကိုကလည်းခုမှတရားစနာကစားဆိုတော်တော်လေးသဘောတွေ့တယ်အဲနောက်တစ်ခုကတရားစနာတဲ့သူတွေအရင်အဆင်ပြေတယ် အဘောင်းတော်ဘောနော်အာကျွန်တော်ခုနကစူးစမ်းမဲ့အကြောင်းနေတိရမလားအာလူငယ်တယောက်ကဘလို့စူးစမ်းတင်နေဆိုတဲ့အကြောင်းနေကြီးပွားရေးအကြောင်းကြီးအားလုံးကျွန်တော်ကနာခဲ့ရတယ်အဲ့ကနေပြီးတော့မှကျွန်တော်ကတစင်တစင်ဘောနော်အာဒီမှာဒီဒေဟုဆရာတော်ဖရာတို့အာမနာပတာကြီးတို့တစ္ဆာရွှေစီတို့အစုံမဲ့ကျွန်တော်ဆရာတော်ဖရာတော်တော်များများကိုနာမိလိုက်တဲ့အချိန်မှာဘာတိခဲ့ရလဲဆိုတော့အော်ငါတို့ကြီးပွားအကြောင်းဘောနော်အောင်မြင်အကြောင်းတရားတွေကဒီဗုဒ္ဓဘာသာမှာရှိနေပြီးသားဆိုကျွန်တော်တွတ်တွေ့တယ်ဘောနော်နောက်တစ်ခုက ိုမိုက်တာကွာသူမစိတ်အကြောင်းတွေအများကြီးသိခဲ့တယ်ဘာသူစိတ်အကြောင်းလဲဆိုကိုယ်စိတ်အကြောင်းကိုသိခဲ့ရတယ်ဒီချိန်မှငါဘာလို့ဒီစိတ်ဖြစ်နေရလဲဒီချိန်မှငါစိတ်တွေဘာဖြစ်နေရဆိုတဲ့အကြောင်းတွေအများစုကိုကျွန်တော်သိခဲ့ရတယ်အဲ့လိုသိခဲ့ရတဲ့အချိန်မှာအာကျွန်တော်တော်တော်လေးပျော်သွားတယ်ဗောနော် အရင်တော့ကျွန်တော်22နှစ်မတိုင်ခင်ကတော့စိတ်ညစ်တာတွေအများကြီးကြုံခဲ့ရတယ်အများကြီးကြုံတိုင်းလဲကျွန်တော်ကဘောနော်ဘာလို့ဖြည့်သိမ့်လို့ဖြည့်သိမ့်ရမှမသိဘူးဘောနော်ပြီးတော့ကိုကအရက်မတောက်တဲ့လူဆိုတော့ဘူဆိုးတယ်နော်အရက်မတောက်တဲ့လူဆိုတော့လူမှုပါကိုကဒီအရက်မကြိုက်လို့ဘောနော်အဲဆိုအရက်မကြိုက်အရက်မတောက်တဲ့ဘူးစိတ်လေးလည်းမတောက်တဲ့တော့စိတ်ညင်ဘာလို့မှမသိဘူးအဲ့လိုမျိုးတယောက်တည်းခံရတဲ့အချိန်မှာဒီဒီတရားတွေနာပြီးတဲ့အချိန်မှာစိတ်တွေကိုဖြည့်သိမ့်တတ်လာတယ် အဲ့ဒီမှာကျွန်တော်ဗောနော်အယူမှန်းလာပြောရမှာဗောနော်အာအတော်တင်ကိစ္စတွေပြဿနာတွေကိုကျွန်တော်ကဘာလို့မြင်လာလဲဆိုတော့အာဒါတွေကဘာမှမဟုတ်ဘူးဆိုတော့တိလာတယ်ကျွန်တော်လည်းဆရာကြီးဦးအောင်တေရဲ့မျိုးဆက်သစ်အတွက် PTK message ဆိုတဲ့စာအုပ်လေးဖတ်ပြီးတော့ဗုဒ္ဓရဲ့တရားတော်တွေကအရင်အောင်မှတန်ဖို့ရှိပါလားเนาะအရင်အောင်မှကြီးညိုလေးစားဖို့အကောင်းပါလားဆိုတာပို့ပြီးတော့တိလာရတယ်ဗျာလူငယ်တွေကိုလည်းဒီစာအုပ်လေးဖတ်ကြည့်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်မျိုးဆက်သစ်အတွက် PTK message လို့မြင်ရပါတယ်ဆရာကြီးဒီကတော့ဆရာကြီးဦးအောင်တေပေါ့နော် ရတဲ့မခံစားမိတော့ဘူးဗောနော်အဲ့ကြဘာတွေကောင်းလာလဲဆိုတော့အကျိုးရလက်တွေရလာတယ်အဲကိုကပဝင်းကြီးကိုအကောင်းမြင်တတ်လာတယ်အဲနောက်ပြီးကိုကိုတိုင်းပဲဗောနော်ဒီအချိန်လေးကိုအလာဟတ်တသုံးမိနေရလဲမြင်းလာတယ်အဲနောက်တစ်ခုဒါတွေကိုအချိန်လေးကိုဘလို့အသုံးချရမလဲဆိုတာတွေကိုလည်းဗုဒ္ဓတရားတွေနဲ့အညီကိုကအားလုံးကိုကျွန်တော်လိုက်နာနိုင်ပြည်တယ် အဲ့ချိန်မှာပဲကျွန်တော်ကဗောနောစတင်ပြီးလူကပြောင်းလဲလာတဲ့အတွေးခေါ်တွေအယူဆတွေအရင်တုန်းကတခုခုဆိုရင်ဗောနောအာဒီဘယ်လိုအလိုမကျတာတွေအများများတယ်နောက်တစ်ခုကပြဿနာတွေပဲအများကြီးကိုဖန်တီးမိနေတတ်တယ်နောက်တစ်ခုကဘာပဲလို့လို့ဗောနောကိုကဘာမှမတည်ဘူးဆိုတဲ့နေရာကြီးဖြစ်နေအဲ့တရားတွေနားပြီးတော့အချိန်မှာလုံးဝချင်းချင်းကြီးဖြစ်သွားတာနော်ဆိုတော့အဲ့မှာကျွန်တော်ဆရာဥက္ကတန်လာတွေနားတယ်အခုနပြောခဲ့သလိုဗောနောအာဒီမှာအများကြီးပဲအများကြီးပဲအများကြီးပဲနားတဲ့အခါမှာအတိကြရဒါမှမဟုတ်ကျွန်တော်ဒီကနေလူငယ်တွေပြောချင်တာလीကိုတကယ်အောင်မြင်ရင်လား တရားတော့တရားမြတ်မြတ်နာနော်စိတ်ညင်တရားနာတရားနာတရားနာတရားပဲနာတဲ့အခါကျရင်သူကတိလာလိမ့်မယ်။သူတရားထဲမှာဟိုဒီဒီဝိရိယအကြောင်းနေလုံလဝိရိယအကြောင်းနေတဲ့မှာတမာရီအကြောင်းနေအများကြီးပါတယ်။ဒါပြတော့ကိုကအများစုကကြတော့အာဒီဝိရိယရှိတယ်ဒါပေမဲ့ဘလူဝိရိယထားမှမသိဘူးဗောနော်။နောက်ပြီးတော့ခါစိတ်ညစ်တယ်ဒီစိတ်ကိုဘလူဖျက်မှမသိဘူးဆိုတဲ့အကြောင်းကလည်းအများကြီးပါလာတယ်။ပြောချင်တာကွာအဲ့လိုအစုံပါလာတဲ့အခါမှာကျွန်တော်တော်တော်လေးပျော်သွားတယ်။ ဆိုအဲ့ရစာပြီးကျွန်တော်ကြောင်းလဲလာခဲ့တယ်ကြောင်းလဲလာခဲ့တယ်အခုဆိုရင်ကျွန်တော်ကကုမ္ပဏီအဲတီထောင်နိုင်ခဲ့တယ်ပေါ့နော်အဲဒီကုမ္ပဏီတီထောင်နိုင်ခဲ့ပြီးတော့ဝန်ထမ်းပေါင်းယာချီပေါ့နော်200ကျော်ကိုကျွန်တော်လာစာပေးထားနိုင်ခဲ့တယ်ဆိုတော့ဒါကအမတ်ပက်ကြည့်လိုက်ရင်ပုံမြင်တစ်ပုတ်လိုပဲဒဏ္ဍာရီတစ်ပုတ်လိုပဲပေါ့နော်အဲမဖြစ်နိုင်တဲ့စကားလုံးပြောနေသလိုပဲဒါပေမဲ့ဒါကလက်တွေဖြစ်ခဲ့တာပါအဲ့အဲ့တော့ဗောနောကျွန်တော်တယောက်တည်းပဲဒီလိုဖြစ်ခဲ့ရလားဆိုတော့ကျွန်တော်လိုက်လစ်လာကြည့်တဲ့အခါမှာမဟုတ်ပါဘူးเนาะဆိုတော့အများစုတစ်ထည့်ကျွန်တော်တွေ့ဘူးတယ်ជីជីတက်ချမ်းသာတစ်ထည့်တွေ့ဘူးတယ် ဖျားတရအရန်လုတ်တယ်နော်ဆိုတော့သူတို့ကြည်လိုက်ရင်အလုတ်တွေအများကြီးလုံနိုင်တယ်ဗောနော်ဆိုတော့အဲ့မှာကျွန်တော်တွေ့ခဲ့တယ်ဟောလို့မိုက်လိုက်လာဗောနော်ဒါကျွန်တော်အဆင်ဆိုဘာမှမဟုတ်ဘူးအောက်ခြေအဆင်ပဲရှိသေးတယ်ကျွန်တော်ကဆိုတော့အဲ့မှာကျွန်တော်က ပူတိလာအချိန်မှာကျွန်တော်ဒီတရားတွေပူပြီးနာပြလာတယ်အခုဒီနာတော့မယ်ကျွန်တော်ကရေချိုးကန်ကြီးလက်တရားနာတယ်အဲဒီထမင်းစားနေချိန်လေးဘေးမှာတရားလေးဖွင့်နာတယ်တခါကျရင်အိမ်မညအိတ်ခန်းကြီးလက်တရားနာတယ်ဘောနော်နောက်ပိုင်းခုနောက်ပဲပူကောင်းလာတစ်တော့တယ်ရှိရေဘောနော်ကိုကတနားနေ့နေ့အချိန်မပေးနိုင်ဘူးဆိုတော့၄၅၀မိနစ်နာလို့ရတရားတွေအများကြီးပဲအဓိကစိတ်ကိုငြင်းညံ့နေအေးချမ်းနေပျော်ရွှင်လာတယ်ကိုဘာလို့လုပ်မလဲဘာမလုပ်လဲတိလာတယ်ဘသူ့ကိုဘလို့ဆက်ဆက်ရမလဲတိလာတယ်နော်ဒီ motivation တွေကအော်တိုရတာ တော့အော်တိုရတာဖန်တီးနေကြမလို့ဆိုတော့အဲ့မှာကျွန်တော်ဘာကြီးတည်လာဆိုတော့ဩဒီအရရတော်တော်ကြီးအသုံးဝင်ပါလားဆိုတော့ကျွန်တော်တည်ပြီးတော့အဲ့မှာပဲကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာတရားဖြစ်ခဲ့ရပါတယ်နော်အနိဗ္ဗာန်ရောက်ဖို့ဆိုတာအဝေးကြီးပါကျွန်တော်တွေနော်အဲဘောင်းတော်ဒီအောက်ချီကြီးမှန်းချက်တည်းအရင်ပြည့်အောင်ပြည့်ရမယ်အဲဗုဒ္ဓဟောတဲ့ခဲ့တာကဒီဒီဘယ်လိုပြောမလဲလောကီလောကုတ္တရာပေါ့အရင်ဆုံးလောကီမှာကျွန်တော်နေတယ်လောကီဆိုတာကျွန်တော်လက်ရှိကျင့်လဲနေတဲ့လူ့ဘဝမှာကျွန်တော်တို့ကအောင်မြင်အကြောင်းတည်းလည်းရှိတယ် ဒါကိုစိတ်ဝင်စားတယ်ဆိုရင်အကိုကမဟုတ်ဘူးအာကိုကကိုယ့်ရဲ့ဉာဏ်စဉ်အရာကိုကလောကီကိုကြော်ပြီးလောကုတ္တရာလေ့လာမယ်ဆိုလည်းရတယ်ပြောချင်တာကအများစုထင်တာကလောကုတ္တရာဆိုတဲ့ဒီနိဗ္ဗာန်ရောက်ချောင်းတရားတစ်ခုလည်းမဟုတ်ဘူးနော်အာမြတ်တော်ဘုရားကအကုန်ချပေးခဲ့ပါတယ်နော်ဆိုတော့အဲကြောင့်မလို့ကျွန်တော်ကတော့ယုံကြည်100%လေးဘာလို့ဆိုတော့ကျွန်တော်ကထေရဝါဒဗုဒ္ဓဘာသာစစ်စစ်တရားဖြစ်လို့ပါနော်ကြော်ဒီပေါ်ဘာသာရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကတော်တော်လေးလုပ်တယ်ပေါ့နော်ဒါကိုယ့်ကိုသိတယ်လာပြီးဆွေးနွေးလို့ရတယ်မေးမြန်းလို့ရတယ်ပေါ့နော်အဲ့လိုအဆင့်တီကျွန်တော်ကလစ်လာထားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့ မောင်တော်ဘာဖြစ်ဖြစ်ကိုကအောင်မြင်ခြင်းနဲ့ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်အဲ့ဘာသာတရားကိုလစ်လာကြည့်ပါနော်အာကိုကလူငယ်ပြီပြီပေါ့ကွာကိုဒီ27လောက်ကလည်းဘာရှိလဲဆိုတော့အာစပြီးတော့ဒီဘာသာတရားလုပ်မယ်ဆိုတော့ငါအခုစိတ်ထဲမှာတွေးတာပေါ့နော်အဲ့လိုပဲညီငယ်တို့ခုမေးတယ်လို့ပေါ့ဘာသာတရားဘာလဲညာလဲကံကိုရောမလားအဲ့ဆိုမကောင်းတာလုပ်တဲ့လုပ်ပြီးတော့တိုးတက်နေလို့လူဘာလို့မလဲအဆုံပေါ့အဆုံပေါ့အဆုံပေါ့မပူနဲ့အဲ့ဘာသာတရားထဲမှာကျွန်တော်တို့ဒီဗုဒ္ဓဘာသာရဲ့ဒီဗုဒ္ဓတရားတော်တွေမှာအဲ့ဖြည့်ရှင်းချက်တွေအကုန်ရှိတယ် မကောင်းတဲ့လူတွေလူကဘာကြောင့်ကြီးပွားရလဲကောင်းတဲ့လူတွေလူကဘာကြောင့်မကြီးပွားရလဲအဲ့လိုဘောနော်တန်တရားတန်တရားတန်တရားစိတ်တွေကအများကြီးပျောက်သွားရောအဲနောက်တစ်ခုကအကောင်းမြင်တတ်လာတယ်နော်ဆိုတော့အဲ့လိုလေးလေ့ကျင့်ပါလို့ကျွန်တော်ညီပြောချင်လိုက်ပါတယ်ကျွန်တော်လုံးဝအာမခံမှာတရားတော့အဲ့လိုစနစ်တကျနာစနစ်တကျလေ့ကျင့်ကိုလိုက်လှုပ်ဆောင်မှုလို့လူတာပေါ့ ဗုဒ္ဓဆိုတာနီးလည်းမပေးရလीလှုပ်ဆောင်မှာကိုလှုပ်ဆောင်မှာဟုတ်เนาะအဲခုနပြောလို့ပေါ့ဒီဒီကာရာရွတ်အောင်နဲ့ကြီးွားတာတော့မရှိဘူးပေါ့เนาะအဲကြတော့ဘာလို့မလဲဆိုတော့အဲကိုကအဲ့ဒီကာရာဘောင်းဆိုလိုတာလေဥပမာဆိုရင်ဒါမြစ်တာတုံးမှာပါရလीเนาะအဲဘောင်းဆိုလူရမြစ်တာထားရမယ်ဒီညီကိုမတော်မလို့ဆက်ဆံရမယ်မိသားစုလိုထားရမယ်ကုညီတဲ့ခါလဲဒါဘလို့ကုညီရမယ်ဆိုတဲ့ပုံစံလေးလာတယ်လीဆိုတော့အဲ့လိုကြတော့ဒါကာရာရွတ်အောင်နေမဟုတ်လीအဲ့ဒါကိုလည်းရွတ်လဲရွတ်မယ်ကိုလည်းအဲ့လိုစိတ်ထားရမယ်ဆိုတဲ့ပုံစံလေးတွေပေါ့เนาะဆိုတော့အဲ့လိုမျိုးလေးတွေကျွန်တော်ပြောခြင်းပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်လို့ ဟုတ်ကဲ့ပါဒီနေ့လူစုပတ်သက်ကြောင်းကြောင်းလေးတွေကိုနေ့စဉ်ပုံမှန်လက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားနေပါတယ်ဒီဘုံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မှန်ဆက်ချက်လေးတွေကိုလည်းအောက် comment မှာရေးပေးတော့ခဲ့ပါဦးညာ